ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က brother တို့အတွက် hero အစ်စ်အကြောင်းရင် All Star Map အစ်စ်အကြောင်းရင်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကောင်းကြီးတွေကဲဆင်းနေဖြစ်ပြီဆိုတော့ last score ကောင်းကြီးတွေ ဒါနဲ့ခဏလေးနေဦး brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ဒီဝီဒီယိုအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော် ကဲခုနေ့မှာဆိုလို့ရှိရင်တော့ပြင်ဟီရိုအသစ်စတီးယန်လည်းထွက်ပြီးသွားပြီဒါပေမဲ့မကြသေးခင်အခုအချိန်မှာပဲအပန်းစာပေါ်မှာမတ်စမန်ဟီရိုအသစ်တကောင်ထက်ရောက်နေပါတယ်အဲအဲ့ဒီကောင်ကတော့ဘာကောင်လဲဆိုတော့ဒီကောင်ပဲဖြစ်ပါတယ်နာမည်ကတော့ဘလို့ခေါ်လဲဆိုတာတော့ကျွန်တော်တော့မခေါ်တတ်ဘူးအဲကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒိုင်ရွန်နဲ့တော့တော်တော်လေးဆင်တယ် ဒါရောရဲ့ညီမလို့တော့ story ဘာညာတကလေးတွေထွက်မယ်လို့တော့ထင်တယ်ပေါ့နော်။ကဲဒါကြီးထားလိုက်တော့အဓိကဒီ Maxman Hero အစ်စ်တကောင်ဖြစ်တဲ့ကောင်ရဲ့အကြောင်းကိုကျွန်တော်တို့စပြီးတော့ပြောလိုက်ကြရအောင် ကောင်းကြီးတို့ Okay let's go ကောင်းကြီးတို့ကဲ Hero အစ်စ်ကတော့ဘာသာသားတို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့နော်။သူကလင်းနဲ့မြားကိုတုံးတာအခုလိုမျိုးပစ်တယ်ပေါ့နော်။သူကပစ်နေတဲ့အချိန်ဗစစ်အတက်ပစ်နေတဲ့အချိန်မှာအောက်က energy ဘာဒန်လေးကတက်တယ်။ energy ဘာဒန်လေးကတက်တယ်။အစုံလေးတက်ပြီးတော့သူကဘာဖြစ်လဲဆိုတော့ level တစ်ခုတက်တယ်ပေါ့နော်။ အဲကျွန်တော်တို့ကသူ့အနေနဲ့ level 25အထိတက်မှာအဲအဲ့လို level ကြီးတက်တိုင်းကျွန်တော်ကပိုချမ်းလာမယ်ပေါ့နော်ဒါကျွန်တော်ဂိမ်း level ကိုပြောတာမဟုတ်ဘူးဒီဘိန်းသားလေးက level လေးအသေးလေးကိုပြောတာပေါ့နော်အဲဒါဂိမ်း level ကတော့ level 4 to 4 5 to 5ပေါ့နော်သူ့အနေနဲ့ဒီဘိန်းသားလေးက enemy ကိုပစ်မယ်ဆိုလို့ရှိရင်တော့အောက်ကအဲ energy bar လေးကတက်လာပြီးတော့ level တစ်ဆင့်တစ်ဆင့်စီကိုတက်သွားမှာဖြစ်ပါတယ် level တစ်ဆင့်တစ်ဆင့်တက်လာတိုင်းလည်းပို့ပို့ပြီးတော့ကျမ်းလာမယ် hero မျိုးဖြစ်ပါတယ်အဲတခုတတိထားမှာဘယ်လိုမျိုးလဲဆိုတော့သူ့အနေနဲ့ကဒီ hero တွေကိုပစ်မှာပဲဒီ energy bar လေးကတက်တာ တ်တရီခရစ်တွေကိုပြစ်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး energy bar လေးကတက်လာမှာတော့မဟုတ်ပါဘူး။အဲဒါဒီ hero က hyper solo အဆင်ပြေမယ်မစမတ်တကောင်တော့မဟုတ်ဘူး။အဲဒါမဲ့ကိုလိမ်မှာတော့တေးအောင်ကျမ်းမဲ့ hero တကောင်ဖြစ်လာမယ်လို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်။ဘာသာတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲပြည့်ယုံနေ energy bar လေးကတက်လာပြီးတော့အဲသူ့ရဲ့ mini level လေးတွေကတက်လာမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ကြီးတော်တော်လေးဥမာကျွန်တော်အနေနဲ့အဲ့ရဲ့ချက်လေးဥမာတော်တော်သဘောကျတယ်ကောင်းကြီးတို့ကြီး okay နောက်တစ်ခုအနေနဲ့ကဘာလဲဆိုတော့သူ့အနေနဲ့ level 25အထိအဲ ိမယ်ပေါ့နော်အဲ့ level အောက်ကဟာလေးက level 25အထိသွားမယ် level 25ရောက်သွားပြီဆိုအခုလိုမျိုးကျန်းထွက်နေမှာဖြစ်ပါတယ် basic attack ပြစ်လိုက်တာ ਨੇ ပေါ့နော်အဲတကူတတိထားမိလာတော့မသိဘူး brother တို့ဒီ level 25ရောက်သွားရင်သူ့နောက်ကအမီးရလဲရှေ့လာပြီးတော့ပေါ့နော် level မြင့်လာတဲ့မြတ်ပို့ရှေ့လာပြီးတော့ enemy ကိုတစ်ချက်ပြစ်လိုက်ပြီဆိုတာ ਨੇ အခုလိုမျိုးနောက်ကနေ အမိရနေပြီးတော့ဗောနော်အမ်အဲ့လိုမျိုးလေးတွေထွက်သွားမှာပဲဖြစ်ပါလေကောင်းကြီးတွေအဲ့ဒါအရတော်ကြီးကမှလမ်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကဲဆိုတော့ဒီဟီးရိုးရဲ့ဒီ basic attack အကြောင်းကိုတော့ကောင်းကြီးတို့လည်းသဘောပေါက်နားလည်လောက်ပြီးလို့ထင်ပါတယ်ကဲအဲ့တော့ကြောင့်ကျွန်တော်တို့ scale 1 scale 2 animate ပတ်အချမ်းကိုတွားလိုက်ကြရအောင်ကောင်းကြီးတို့ရေး ကဲဆိုတော့ကျွန်တော်တို့စကီဝမ်အကြောင်းစာပြီးပြောမယ်ပေါ့နော်စကီဝမ်ကဘာလဲဆိုတော့အခုလိုမျိုး enemy ကိုအဲလေးနဲ့ချိန်ပြီးတော့ပစ်လိုက်တာပေါ့နော်ဒီနေရာမှာတော့စကီဝမ်ကကျွန်တော်ရဲ့ဒီ level လေးနိုင်နေသေးလို့ပေါ့နော်ဒိနာက step level လေးများမယ်ဆိုလို့ရှိရင်တော့စကီဝမ်ပစ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အနောက်ကကျွန်တော်တို့ပြစ်မဲ့ဒီအမီလေးကထွက်မဲ့ attack ဟာလေးတွေကလည်းတော်တော်လေးမှများမယ်ပေါ့နော် level များလေးများလေးစကီဝမ်က၃လို့ကျန်းလေးလေးပဲဖြစ်ပါတယ် အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ level က25ဖြစ်နေပြီဒီမှာကြည့်လိုက် skill 1သုံးမှန်ဆိုလို့ရှိရင် enemy ကို skill 1တစ်ချက်ပြစ်လိုက်တာနဲ့ရင်အခုလိုမျိုးအမှန်အကန်ကြီးကိုအကျုံးခံရမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေဆိုတော့ skill 1အကြောင်းကိုတော့ကောင်းကြီးတို့နားလည်လောက်ပြီးလို့ထင်ပါတယ် စကေးဝမ်းအကြောင်းပြီးပြီဆိုရင်တော့စကေးတူကိုတော့ကျွန်တော်အနေနဲ့ဒိတ်ထွတ်ထွတ်ရှင်းပြနေစရာမလိုလောက်ဘူးလို့ထင်တယ်။အခုလိုမျိုး movement speed လေးပိုရသွားပြီးတော့ immune လေးနည်းနည်းရသွားမှဖြစ်ပါတယ်။ဒါပေမဲ့ဒီ movement speed လေးကပေါ့နော်ကျွန်တော်တို့ဒီနိုင်ရန်နေပါတွေကိုတော့ကြော်လို့မရဘူး။ဒါပေမဲ့လည်းတော်တော်ကြီးကိုမှစွတ်ကန်ကြီးကိုမြန်သွားတာပဲဖြစ်ပါတယ်။ဆိုတော့ ပြောမယ်ဆိုဆလီနာရဲ့အက်ဒီမိတ်တုံးလိုက်တဲ့အချိန်ပါညာပတကာလေးနဲ့တော့နိုင်ငံကြီးတော့စင်တူသွားတယ်ဆိုရင်ပဲဖြစ်ပါတော့ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်အဲ့လိုလေကန်နေမဲ့အစားအဓိကပြောချင်တဲ့အကြောင်းရင်းကပါစကေတူတုံးလိုက်အမြန်ဝါမယ်ပေါ့နော်ဒါပါပဲအဓိကကတော့ကျွန်တော်တိတ်ရှိရှိဝေးရအများကြီးမပြောတော့ဘူးကဲဆိုတော့ကျွန်တော်တို့နောက်ဆုံးကြံတဲ့အက်ဒီမိတ်လေးအကြောင်းကိုပြောမယ်အဲအက်ဒီမိတ်ကတော့သူ့အနေနဲ့တော်တော်ကြီးကမှလမ်းနေတယ်မှာပါတယ်။မိုဘိုင်းလက်ကျင်းဘယ်ဟီးရိုးနဲ့မှမတူတဲ့အက်ဒီမိတ်ကြီးပေါ့နော်ဒီမှာကြည့်လိုက် အဲ့ဒီမိတ်ကိုပြစ်လိုက်ပြီဆိုတာနဲ့အဝေးကြီးကနေရောက်နေလဲအနမီကိုအခုလိုမျိုးအနီးနားကိုဆွဲလိုက်တယ်ပေါ့နော်ပြောရရင်တော့ဒီကောင်ရဲ့အဲ့ဒီမိတ်ကအင်းပြောမယ်ဆိုမုတ်ဆိုးကြီးပေါ့နော်တမင်တကောင်တရေတကောင်ပြစ်လိုက်ပြီးတော့လမ်းဖမ်းလိုက်တဲ့ပုံစံမျိုးတွေမှာပြရမယ်ကျွန်တော်အဝေးကြီးကနေအနမီကိုပြစ်လိုက်ပြီဆိုရင်မရောအမအနမီရဲ့အနီးကိုရောက်သွားပြီဆိုရင်အနမီကအမဖလီကာတွေတုံးလို့မရဘလင်းစပယ်တွေတုံးလို့မရပဲနဲ့အမ်ခဏတာမင်းတက်ပြီးတော့ကျွန်တော်တို့လုံချင်တာတွေလုံလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့တော်တော်ကြီးကမှ လမ်းပါတယ်ကောင်းကြီးတို့ဟိကဲဆိုတော့မြင်တွေ့နေရတဲ့အတိုင်းပဲတော်တော်ကြီးကိုအဆင်ပြေတယ်ကောင်းကြီးတို့ကဲဆိုတော့အဲ့ဒီမိကတော့ကျွန်တော်အနေနဲ့တော်တော်သဘောကျတယ်မှာပါတယ်ဗျနော်အဝေးရကောင်လမ်းဖမ်းပြီးတော့ကြောင့်အနီးနားတိဆွဲပြီးတော့တီးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီဟီးရိုးကအခုမှထွက်ခါတာရှိသေးတာဖြစ်တဲ့အတွက်လိုအပ်ချက်ပါညာတရကလေးတွေရှိသေးတယ်ဗျနော်ဒါပေမဲ့စကေးအကြောင်းကတော့ဒီမှာပါဟန်ဖော့ဘုံဆိုတဲ့ကျွန်တော်အဲ့ဒီမိလေးပဲဖြစ်ပါတယ်သူ့အနေနဲ့ဒီ enemy ရောလို့မျိုးဆွဲလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ physical damage ကလည်းပေးအောင်မှာ အဲပညာတကာလေးတွေရတော့ brother တို့ဖတ်ကြည့်လိုက်တော့ကျွန်တော်အနေနဲ့တိတ်ရှေရှေဝိုးဝေးတွေတိတ်အများကြီးတော့ပြောမနေတော့ဘူးပေါ့နော်ကဲဆိုတော့အဲ့လောက်ဆိုရင်လည်း brother တို့တိလောက်ပြီလို့တော့ထင်ပါတယ်ကျွန်တော်အနေနဲ့ကဗီဒီယိုရေးလုပ်တဲ့အခါမှာ brother တို့လည်းနားလေလွယ်ရမယ်ပေါ့ပေါ့ပါပါလည်းဖြစ်အောင်ဆိုပြီးတော့အဓိကအားဖြင့်ရည်ရွယ်ပြီးလောက်ရခြင်းဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်အဲသူများတွေလို့တော့အရင်ကြီးအမ်ဘိုင်အောင်သုံးလိုက်ရင်တော့စကေးရတော့ဒီစကေးကိုသုံးလိုက်ရင်ကိုရောင်းပနစကန်နဲ့ပညာတကာတွေရှိမယ်ဆိုပြီးကျွန်တော်အနေနဲ့ပြောမနေတော့ဘူး brother တို့အကြံပြင်းလေးနားလေလောက်ရင်အဆင်ပြေပြီပေါ့နော် ကဲဒါကတော့အခုလောလောဆယ် original စာပါဘောကိုမရောက်သေးတဲ့အဘန်းစာပါဘောကဩစတားမြေပုံပဲဖြစ်ပါတယ်။အဲကျွန်တော်အကြိုက်ဆုံးကဘာလဲဆိုတော့ဒီလော်ကြီးပဲဖြစ်ပါတယ်။ဒီလော်ကြီးကအခုလောလောဆယ်သူများကြီးပြောနေကြတာကတော့ဘောနော်။အဲအဲ့လော်တွေဝင်ပြီးတော့စီးပြီးတော့အဲချလို့ရတယ်လို့တော့ပြောတယ်။ဒါပေမဲ့ဒီလော်စီးလို့ရတယ်ဆိုတာကတော့ကျွန်တော်တော့မတွေ့ဘူးဘောနော်။ဒါပေမဲ့လည်းစီးလို့ရတာဟီးရိုးတွေကအကန့်တက်လေတော့အနေနဲ့ဘာညာတရကလေးရှိမယ်လို့တော့ထင်ပါတယ်။ ဘာဖြစ်လို့အော်စတာမက်ကိုတော့ဘရဒါတို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီမက်ရဲ့အလဲကောင်တက်တဲ့မှာလည်းအော်စတာဆိုတဲ့ icon ကြီးနဲ့ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။တာတန်ကတော့ကျွန်တော်အနေနဲ့ကြည့်ရတာတာတန်နဲ့တော့မတူတော့ဘူးပေါ့နော်။ငလိပ်ကြောက်ကြီးနဲ့တူအားသလိုပဲ။ဆိုတော့ဒါဒီပါညာတက္ကသိုလ်ထားလိုက်တော့ဆိုတော့ဒီဗီဒီယိုထဲမှာလည်းကျွန်တော်ထုံးစံအတိုင်းပဲခေါင်းကြီးတို့အတွက်စတားလိုက်ကတ်သုံးကတ်ဂေဝေးဝင်နာကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ကဲဆိုတော့အဲ့တော့ဗီဒီယိုရဲ့အဆုံးမှာဂေဝေးဝင်နာမဲဖောက်ပေးပါမယ်။ဒါကတော့ အဲလော့ပဲဖြစ်ပါတယ်လော့ကလော့နဲ့တော့မတူတော့ကောင်းကြီးငှက်ကြီးပြန်နေရကြတယ်အပဲโอเคဆိုတော့ကောင်းကြီးတို့ကြတဲ့လက်စကိုကျွန်တော်တို့ giveaway ဖောက်လိုက်ရအောင်ကောင်းကြီးတို့ရေကဲအဲ့ဒီတော့ကျွန်တော် giveaway စပြီးတော့ဖောက်ပေးပါမယ် giveaway မှာပါဝင်ဖို့အတွက်ဘာလို့လဲဆိုတော့ giveaway video ကိုကြည့်ပေးတဲ့သူတွေဆိုတော့တင်ပါပါကဲဆိုတဲ့အတွက်ကြောင့်မလို့ let's go ကောင်းကြီးတို့ရေ comment နေနေနေကတော့1000နဲ့မှ50တခုရှိရဗျာကျောင်းနေနေ giveaway ဖောက်ပေးကန်ဒီ comment pick ကရှားအောင်တော့တော်တော်တိုင်ပတ်တယ် ဘာလို့လဲဆိုတော့ comment pick ကတွေရပြသေးလားအမ် premium နဲ့ webcam နဲ့လို့ဒါမဲ့အဲကျွန်တော်ရတဲ့ခါလေးနဲ့အဆင်ပြေတော်လေးဖောက်ပေးလိုက်တယ်ကဲဆိုတော့အခုလောလောဆယ်တော့ကံကောင်းပါစေဆိုတော့တယောက်နဲ့ server ID လေးမှတ်လာတယ်တယောက်ပေါ့နော် okay နှစ်ယောက်တော့ရပြီနောက်ထပ်နှစ်ယောက်ကိုကျွန်တော်ထပ်ပြီးတော့ရွေးချက်ပေးမယ်ပေါ့နော် okay let's go ကောင်းကြီးတို့ okay နောက်နောက်တစ်ခေါက်ထပ်ပြီးတော့ဖောက်မယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်အနေနဲ့ဒီဒဝေဝင်နာရဲ့အနေနဲ့ပေါ့နော်ကျွန်တော်တုံးရက်တွင်လာမထုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တခြားတယောက်ကိုအစားထိုးပြီးပေးသွားမယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ကောင်းကြီးတွေအနေနဲ့မြန်မြန်လေး giveaway ကိုလာထုတ်ပေးဖို့တော့လိုအပ်တယ် ဒီဝေးကိုဘယ်မှာလာထုတ်ရမလဲဆိုတော့ကျွန်တော်အခုပြရတယ်ကျွန်တော် Telegram account လေးမှာလာထုတ်ပေးပါကောင်းကြီးတို့ရေကဲဒါကတော့ giveaway ဝင်တာ၄ရောက်ပဲဖြစ်ပါတယ်ကောင်းကြီးတို့ကဲဆိုတော့ giveaway ကိုမြန်မြန်လေးလာထုတ်ပေးကြပါကောင်းကြီးတို့ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအစိုးလေး like ချပေးကြကြလို့ကောင်းကြီးအားလုံးပဲ subscribe ထိပ်ပေါက်နိုင်ပံရောက်ကြပါလိမ့်ကျွန်တော် channel ကို like နဲ့ subscribe လုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ကောင်းကြီးတို့